IFA လို့ဆိုရင်ကျွန်တော်တို့မြန်မာပြည်သူတွေအတွက်အကျိုးရှိတယ်။ VOA ဆိုရင်ကျွန်တော်တို့မြန်မာပြည်သူတွေအတွက်အကျိုးရှိတယ်။မြန်မာပြည်မှာဖြစ်နေတဲ့ဟာတွေကိုကဘာကတီအောင်တစ်သက်တလားနဲ့ကူညီနေတာ။အဲ့ဒါကိုနော်ပိတ်ပြလိုက်တယ်ဆိုလူစီများလုံးမင်္ဂလာပါဒါတော့ဒီပိန်းပါဒီကဒီနီပိန်းကဒါတောင်းဆရာတူလည်းဖြစ်တယ် CDN လောက်တာပါလေဆိုဒီနီပိန်းတွေကတောင်းဆရာကလောက်တာလေဗျာနော်ဘယ်လိုများတောင်းဆရာဖြစ်ခဲ့လဲ ကောင်းပါလေစီဂျန်လောက်တော့လေကောင်းပါလေဒီဝန်ထမ်းမျိုးတွေကမရှိသေးကောင်းလို့ပဲเนาะတက်တက်လုံး VOR ဖြစ်ဖြစ်နားထောင်လာတာပေါ့เนาะ VOR ဖြစ်ဖြစ်ပိတ်တယ်လာသူဝန်းနေနေတယ်ပေါ့เนาะဒါကောင်ကအာချပြတာပေါ့ဗျာเนาะစောက်ရှူးနေတယ်เนาะဒီနီပိန်းတွေကအာမရှိသေးကောင်းလို့ပဲเนาะဒီလိုကောင်စားမျိုးတွေကတောင်းစီယာမှာကလေးတွေစားတင်အဲ့ကလေးတွေလည်းမပိန်းမဖြစ်ပါဘူးเนาะကောင်းပါလေနောက်ခုလိုစီဂျန်လောက်လောက်သွားတာဝန်တာပါလားဒီနေ့ကတော့ကျွန်တော်ကွန်မြူနတီရဲ့သတင်းလေးနားထောင်ပါဦးနော်။အဲကျွန်တော်တို့အရင်ဆုံးဒီနီပေးတောင်းဆရာတူရဲ့စီဒီအန်တောင်းဆရာတူရဲ့ဒုက္ခလေးနားထောင်ကြအောင်။ရှင်မကောင်းစားနေပဲ အဲပီရောပီယိုရောကျွန်တော်တို့မြန်မာပြည်သူတွေအတွက်အားကိုးရတဲ့တိုင်းမရှိတဲ့နေရာဆိုရင်လည်းရေဒီယိုလေးဖွင့်ပြီးမှနားဆင်ခဲ့ရတဲ့ဟာအခုတော့ RFA လည်းမကြားရ BOE လည်းမကြားရကျွန်တော်ပြည်သူတွေအတွက် donation ဘလို့စိတ်ကူးဘလို့စိတ်နေများ လုံလိုက်လို့မသိဘူးနော် freedom ပြောတကယ် democracy တိတိတကယ်ဘိုး democracy ဘိုးအင်းနိုင်ငံမှာလွတ်လပ်စွာပြောဆိုခြင်းတို့ဒီတင်းမီဒီယာတို့ကိုပိတ်ပင်နေဖြတ်သိမ်းနေဆိုတာတော့တိတ်တော့မဟုတ်နော် ဖီလို့ဆိုရင်ကျွန်တော်တို့မြန်မာပြည်သူတွေအတွက်အကျိုးရှိတယ်။ VOA ဆိုရင်ကျွန်တော်တို့မြန်မာပြည်သူတွေအတွက်အကျိုးရှိတယ်။မြန်မာပြည်မှာဖြစ်နေတဲ့ဟာတွေကိုကဘာကတီအောင်တစ်ဖက်တစ်လမ်းနဲ့ကူညီနေတာ။အဲ့ဒါကိုနော်ပိတ်ပစ်လိုက်တယ်ဆိုအမသုံးတဲ့ပစာအလကားလို့ဘာမှအကျိုးမရှိဘူးအလကားပစံကုန်နေဆိုတဲ့ မှန်တာပေါ့ငပိန်းဟာအတွေးများတွေးမိလားမသိဘူးเนาะအဲ့တမတာတော့เนาะအခုတမတာလားသူ့ကြည့်ပြီးတော်တော်လေးတော့သူ့ပဲမဟုတ်ပါဘူးအခုအပါမှာရှိနေတဲ့เนาะရှိချင်းဖြင့်တော့စားတပြေအာနာရှင်နေအသက်တည်းလေ60 90လေးရောက်လာပါပြီသူ့ဘဝလည်းနေဝင်ချင်းလေးရောက်တော့မှာပါအဲ့တော့မတိကြလား တတိမမူလာလားမဲ့နေလားမင်းတို့မမေ့ကြီးလည်းပါတယ်လေသူတို့လောကမှာအသက်ရှင်ရတည်ခိုးဆိုဘယ်လောက်မှလည်းမလို့တော့ပါဘူးအဲ့တော့တတိမမူကြတာလားမဲ့နေတာလားသူတို့ကသူတို့များလောကကြီးမှာတသက်လုံးများနေရမယ်လို့များထင်နေတယ်လားမသိဘူးနော်အော်အော်လုံးဆုံးသူတို့ကြည့်ရကျွန်တော်တရားရတယ်ဩလောကကြီးမှာကျွန်တော်သာအခု30နည်းနည်းကြိုပဲရှိသေးတယ်ဒါမှမဟုတ်ကျွန်တော်ဩငါလောကကြီးမှာနေရတာ တဝက်လောက်ရှိပြီလောကကြီးမှာနေရဖို့ဆိုတာမြန်မာနိုင်ငံရဲ့တန်းနေစဉ်60 90ပေါ့အဲဆိုရင်ဟောကျွန်တော်တောင်လောကကြီးမှာနေနေရတဝက်ကြော်ပြီကျွန်တော်ရဲ့တက်တောင်ကတဝက်လောက်ပဲရှိတော့မယ်ဆိုတာတွေးတွေးမိတယ်ဟုတ်ကောကျွန်တော်ကိုအမေရဲ့တရင်လေးတွေဆက်ပြီးတော့အားကောင်းကြည့်အောင်ခင်ဗျာကျွန်တော်တို့ဒါကလိုမျိုးနဲ့ပတ်သက်လာဘယုံကြီးမြောင်းနိုင်ငံကမနေ့က သူဟာဒီပြောရလို့ရှိရင်ဝင်းကြီးများအစည်းအဝေးမှာသူပြောခဲ့တာရှိတယ်။ဒီကတော့လုံလုံရင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုကောင်းလဲစနစ်တကျဒေသချလောက်ကြဘူးနော်ဒီအဓိကဒီရုပ်ဝင်တဲ့ပတ်သက်တဲ့ရုပ်ဝင်နဲ့ရုပ်ဝင်ကမကြဘူးလို့ပြောကြပါဘူးနော်နိုင်ငံနိုင်ငံမှာနောက်တဲ့6လ8လလောက်ဆိုတာမကြဘူးလို့ပြောလို့ရအောင်အဲ့မှာမကြဘူးမှာရုပ်ဝင်လောက်တော့မှဖြစ်တယ်။ဒါမှမဟုတ်လုံလုံရုပ်စနစ်ကျဒီပြောခဲ့တဲ့အခြေမနေ့ကပြောခဲ့တယ်ဒီနေ့မှပါရှိတယ်ဆိုတော့မကြီးကမြို့ဝင်နဲ့ရန်ကုန်မန္တလေးလမ်းကောင်းပေါ်မှာအိမ်စည်းကားကိုတရားတိုက်ပြီးကားနဲ့ကိုယူသွားတယ်တဲ့နော်ဒါ ဒါတော့ criminal ပေါ့ဗျာဒါရာဇဝတ်မှုပေါ့နော်ဆိုတော့ဒီတတိယမောင်လူရေးလာရဲဆိုတော့မန္တလေးဒေသလာမျိုးအဝေးကုန်းတာရွာလေးရန်ကုန်မန္တလေးလမ်းအောင်ပေါ့မှာဒီကနေ့မလ26ရက်နေ့နေ့လယ်ပိုင်းကခရီးသွားအိမ်စီးကားတစ်စီးဓညာလက်အင်ဒိုဂျန်စီးခံရပြီးကားနဲ့ငွေသားအပြင်ဒီစီးတို့လူရက်ခံရလို့သိရတယ်တနက်ဒီခိုင်ဆောင်လာတဲ့ရဲဝတ်ရဲစားတွေနဲ့လူ6ယောက်ကတနက်နဲ့ထောက်ပြီးဓညာတိုက်လူယူသွားတာဖြစ်တယ်လို့ကားရဲရှင်ကသိပေးကြတယ်ကားတော့ပါပါပြီရဲ့အရက်ဝတ်တွေနဲ့လုသွားတာတဲ့တနက်ထောက်ပြီးအကုန်ယူသွားတာပါ ရောင်းဖုံးတွေရဲ့ငွေအနှဲငယ်ပစ္စည်းတချို့မျိုးပစ္စည်းတချို့ရဲ့ပါသွားတယ်တဲ့။မက်ဂျီလာအုံးရဲ့ power food စီတိုင်းနဲ့မလန်းမကန်းလူရှင်းတဲ့နေရာမှာခံလိုက်ရတာပါတဲ့။အိတ်စည်းကားနဲ့လူတွေရှိကပိတ်ရက်ပြီးတနက်ညနေထောက်စစ်ဆရာရှိလို့ဆိုပြီးသူတို့စီးပြီးမောင်းထွက်သွားတယ်တဲ့။ဆိုပြီးတော့တက်ခဲရတဲ့လူတွေကလူမှုကွန်ရက်ဆက်မြန်လာမှာတင်ထားတဲ့လူတွေရဲ့လက်ရှိမှာတက်ဆိုင်တဲ့တာဝန်ရှိသူတွေကိုအတိပေးတန်ရတာထားတယ်လို့လည်းဂိတ်တွေကိုလည်းအကြောင်းကြားတာလို့သိရတယ်။ ဓမြတိုက်ခံရတာနဲ့ခံရတဲ့ဖြစ်စဉ်တွေပတ်သက်ပြီးအသေးသေးသိရှိနိုင်မှုတွေကာယကံရှင်တွေကိုအဲဒီဒိဋ္ဌာနကဖုံးနဲ့ဆက်တဲ့ပြင်ပြပြင်ပြင်လက်ခံပြီးကြတော့မရှိဘူးတဲ့ဓမြတိုက်ခံရသူတွေနဲ့ယင်းဤသူတယောက်ကတော့သူတို့တော်တော်လေးလန့်နေတဲ့အခြေအနေရှိရဲ့ကျွန်တော်တို့လည်းပုံဆက်နေတာမကန်သေးတော့အတိအကျမသိရသေးဘူးတဲ့ကားတွေငွေတွေပွာသွားတယ်ဆိုတော့သိတယ်လူတွေကိုဘာမှလုပ်မသွားတာတော်သေးတယ်လို့ပြောတယ်နေကင်းကြီးဖြစ်ပြနေတာဘယ်နေရာမှမလုံလုံတော့ဘူးလို့ပြောပဲပြောပြတယ်လို့ဒီလိုလိုပြောတယ်ဓမြတိုက်ခံရသူတွေကတော့ရမဲသိမျိုးတွေကဖုံးအယောင်းဝယ်လုပ်ခဲ့တယ်ဖြစ်တယ်လို့သိရတယ် မလဆက်ကွင်းလေးကလည်းမန္တလေးတိုင်းပြည်ကြီးလို့နေမှာအွန်လိုင်းပေါ်မှာဖုံးရောင်းချလို့ဒုသမီးတယောက်လည်းအသက်ခံခဲ့ရတယ်လို့သိရတယ်သူတို့ကြီးတာအဲ့တော့ပြောလို့ရှိရင်တော့ဒါကတော့လူချင်းလေးနဲ့မလုပ်သွားတော့ဘူးเนาะဒါပေမဲ့လူတွေများတဲ့ညမရောင်ပြင်းမှာရှိတဲ့တောင်ဝင်မြို့လိုနေရာမြို့မှာလည်းဒါမျိုးဖြစ်တယ်เนาะလူချင်းစီးခံရတယ်ပဲရှိတယ်အဲ့တော့ပြောလို့ရှိရင်ဒီဟာကတော့လုံလုံမှုမရှိတာတော့သိကြတယ်အဲ့တော့ဒီလုံလုံမှုဆိုတာဒါမှန်တယ်တကယ်လုံးမှာရှိတဲ့ခေါင်းဆောင်တွေလည်းမေးကြည့်လိုက်လုံလုံမှုကတော့လက်ချားမယူတော့လို့ခက်ခဲနေတယ်အဲ့တော့ ကိုတေသလုံးလုံးကြီးဟုတ်လားကိုတေသလုံးလုံးကြီးအတွက်ကိုပြည်သူလူထုအနေနဲ့လည်းတက်တယ်လို့ဘူးဘောပါအောင်လို့လို့ကျွန်တော်တို့ဒီစကားလည်းပြောပါဒီစကားပြောဘာကြောင့်လဲဆိုတော့ဒါကဟိုအစိုးရကမလုံနိုင်ဘူးလို့ပြောတာတော့မဟုတ်ဒီနေ့ဒီအချိန်ဒီကာလမှာအစိုးရအနေနဲ့နိုင်ငံချက်တင်မှုရှိတယ်မိကအတွက်လည်းလုံလုံရင်းနဲ့ပတ်သက်တာလေတခြားကိစ္စတွေအဲ့တော့ပြည်သူလူထုအနေနဲ့ဘူးဘောပါအောင်လို့အချိန်ကတော့ရောက်ပြီလို့ကျွန်တော်တို့ဒီလိုပြောချင်တယ်နော်ဒီလိုပြောချင်တယ်ဆိုတော့အစိုးရကလည်းတောင်းရှိတယ်မရှိဘူးမို့နော်ကျွန်တော်ကအစိုးရကလည်းတောင်းရှိတယ်အစိုးရအနေနဲ့ ဒီလမ်းလုံုံရေးတွေကိုတိကျပို့ပြီးတင်းတင်းကျပ်ကြိုက်ရွယ်သေးတယ်။ကြိုက်ရွယ်သေးတယ်။ဘာကြောင့်လဲဆိုတော့ဟိုဒီရပုံမန္တလေးလမ်းကြီးဆိုတာကဟိုလမ်းကတော့ဘေးမှာအိမ်တွေပဲရှိရှိတယ်။ဒီလမ်းတစ်ကတော့တည်ကြတယ်ဘေးမှာအိမ်တွေမရှိဘူး။တကယ်ပြောရရင်တော်တိတိတွေရှိတဲ့နေရာတွေအများကြီးပဲ။ဆိုတော့အဲ့လိုနေရာမျိုးတွေမှာသူ့အနေနဲ့အဲလုံုံရေးလေးတွေစီမံသင့်တယ်လို့ကျွန်တော်တို့သုံးသပ်တာပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီကအပြင်အဲ့လိုလူပြတ်တဲ့နေရာတွေမှာ ဒီလိုဓမြတိုက်မှုတွေပါရီကဟိုပုံပြီးဖြစ်တတ်တယ်မမွေးဖြစ်တတ်တယ်ဖြစ်တဲ့အတွက်ဘာနဲ့ပတ်သက်ပြီးတော့ဆိုရအနေနဲ့ပုံပြီးတော့စနစ်ကြကံပြီးအသိနေလို့ကျွန်တော်တို့ဒီလိုသုံးသက်ချက်သုံးသက်ချက်အဓိကဒီလိုတနက်ပြပြီးတော့ဓမြတိုက်တာ PDF တွေပဲဗျာနော် PDF တွေရလို့ပြီးတော့ဟိုဘယ်သူမှဖြစ်နိုင်အောင်နော်ဒီကောင်တွေကဒီစားရမရှိတောက်ရမရှိနော်ငတ်ပြတ်နေတဲ့ချိန်မှာဒီမျိုးပေါ်တွေတက်နော်တနက်တွေ ပို့ပြီးယူလာပြီးရရင်လွတ်တဲ့နေရာတွေမှာဒီလိုမျိုးတနက်ပြပြီးတော့ဒီကောင်နဲ့တုံးနေတဲ့အဆင်အဆင်ကိုရောက်နေပြီ။ဒီကောင်နဲ့ဓမြပါပဲနော်ဆိုငတ်ပြတ်နေပြီနော်။ကောင်ရဲ့ဒီຫນွေယူတော်တိုင်းကလည်းတာရှုံနေဖြစ်တဲ့အတွက်ကြောင့်ဒီကောင်တွေကတို့ထောက်ပံ့ပေးလူရနေတယ်။အဲကြောင့်ဒီကောင်နဲ့ငတ်ပြတ်နေငတ်ပြတ်နေတဲ့ဒီလုပ်တွေသူတို့ပဲလုပ်တာနော်။ရှင်းတယ်ကနော်။ဒီဗရက်တွေကိုကျွန်တော်တို့ဟိုအစိုးရကလည်းပြတ်တာကိုထိန်းနှီးမှုလိုတယ်ကနော်။